အုတ်ချုပ်ရည်နဲ့ဥပရေပြူရည်တွေမှာမြမစစ်တက်က25ရာခိုင်နှုန်းအာဏာယူထားတာကိုအကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ဖြည့်ရှင်းနိုင်မှုဆိုရင်ပြည်တွင်းစစ်အပီးတိုင်ခြုံငိမ့်သွားစေမယ့်အခြေအနေရောက်ဖို့လူတယ်လို့စာရေးဆရာကျော်ဝင်းက January 6ရက်နေ့မှာပြောဆိုခဲ့ပါတယ်။မြမစစ်တက်နဲ့ပြည်သူလူထုကြားမှာယုံကြည်မှုပျောက်ဆုံးခဲ့တာကြောင့်စစ်သား25ရာခိုင်နှုန်းကို အလင်းစလိုဖဲ့ထုတ်ဖို့မကြိုးစားသင့်ဘူးလို့2023ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ UMSCCI မှာဟောပြောခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံကိုပြန်ကြည့်လိုက်တော့လက်လက်ကန်ကန်ကစပါတသိန်းအချက်မှာရှိတယ်လို့သိရတယ်။နောက်လည်းဘူးလား။အစိုးရပါရလက်လက်ကန်ဖွဲ့ရည်ဖွဲ့စည်းထားတဲ့ကာဝေးဖွဲ့ပေါ်မှာတော့ရှိတယ်လို့သိရတယ်။အဲ့တော့ဒီအချို့လူကြီးနဲ့ချိုးချကြည့်လက်လက်ကန်ကန်ကတိတ်ညာနေဒီချင်းမျိုးကတို့ရေးအကြောင်းပြချက်ကျွန်တော်ညင်းရတယ် ပြီးတော့ဒီ virusin ဖြစ်နေတဲ့အနေထားဒီ virusin အပြည့်တိုင်းကိုရပ်နိုင်တော့အနေဆုံးအပြည့်ကိုက်ရစေရင်တော့ရထားဆန်းဆန်းပေါ်မှာတမ္ပရုံစက်ခံရတဲ့ကိစ္စဥပဒ်ကအကြောင်းကိုခိုင်ခိုင်နဲ့ရှိရှိလို့ရလို့လမ်းစာပုံမှန်ကိုချက်ပါတယ်။ဒါကြောင့်တကယ်ကြီးပြည်ပြောင်းလဲမှုအောင်မြင်မှုပါလေ။ဒီရင်းရင်းဖြစ်စဉ်ပေါ်မှာသူကြည့်နေပါ။တက်တာ တပ်သက်လုံးလက်ဆက်ပါရပြီယူထားရမတော်ချက်ချင်းမင်းတို့ဘာတဲ့ပြန်ဖို့ရှိနေတယ်လက်ပြကြားမှာချက်ပြန်မယ်လို့ချက်အဲ့တော့ချုံလိုက်လို့ဆိုတော့တက်ဆုံးပါရလုံးဝမပြေစားပါဒါပေမဲ့ချက်ချင်းလုံးလို့ဖြစ်ဖြစ်ကျွန်တော်တို့လက်ကျင်ပဲပွားရမှာချက်ပါတယ်ဒီသဘောကိုမန္တပြကောင်းတာကကာချုပ်ကိုတိုင်ကထိုင်းပါလားစင်ကာပူမှာတကကျွန်တော်တို့ဖြည်းဖြည်းချင်းဆုံးပါမယ်ပြောတော့ ဲ့ဒီမျိုးစကားအပြီးလုံးလို့ဖြစ်မှာကွာကျွန်တော်အိမ်မှာရောက်တော့လက်ပြလို့ပြောပါရဲ့မြန်မာပြည်ပြည်တွင်းစစ်ဟာလူမျိုးရေးပြဿနာနဲ့နိုင်ငံရေးအတွေးခေါ်ပြဿနာနှစ်ခုကြောင့်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးအခုအချိန်မှာတော့လူမျိုးရေးပြဿနာဟာအခိုင်အမာရှိနေတယ်လို့ပြည်သက်တရားကျော်တက်ရောက်ခဲ့တဲ့ဟောပြောဝဲမှာပြောဆိုခဲ့ပါဗျာ။ခက်တာတရားသာအများစုကလက်လက်ကန်တဲ့ဖြစ်နေတယ်မြေစုံတွေများလို့များ ဲ့ဒီတော့ဒီလူစစ်ဖြစ်နေတဲ့အောက်မှာကျွန်တော်တို့ရဲ့တရားသာဓတိအပြည့်အဝထုတ်ပြီးတော့တော့ခဲ့ပါတယ်။ဒါကလွယ်လွယ်မြင်သာချင်သာတဲ့ချက်ပြောတာပါ။တခါဒီလူစစ်ကကျွန်တော်တို့ဒီလူစစ်ကနိုင်ငံရေးကြောင်းရဖြစ်ပြီး resource ရတဲ့ပေါ်တဲ့တရားသာဓဘုတ်ကျင့်တော်ပြတ်တနာဒီလူစစ်တားရှိတဲ့ကိစ္စတစ်ခု။ ဒါကစီးပွားရေးပြည်ပြောင်းလဲမှုတွေနဲ့ဆိုင်တယ်လို့လည်းပြောင်းလဲမှုတွေနဲ့ပတ်သက်နေတာ။အဲလိုဒီလူစစ်ပြက်ကလာအဖြစ်ရှာမရလို့ရှိရင်စီးပွားရေးပြည်ပြောင်းလဲမှုစုံစုံအောင်မြင်ဖို့ဆိုတာလည်းတော့ဖြစ်နေတယ်။ဘာလို့ဘာဖြစ်လဲ။ယတနာလည်းမျိုးရှိပြင်းမဲ့လို့အနာရပါတီရဲ့တည်ယုံပြင်းပြီးတော့ဘာမှဟုတ်များများမပြည့်တဲ့အစွန်းတော့ရှိတယ်လုံးဝမပြည့် ဒါဆိုရင်လူလူရဲ့ဒေါသကိုစွတ်ပြီးသူဖြစ်ပြီးမတည်ရဘူးပေါ့လား။ဒါပေမဲ့အဲ့ဒီအစွန်ကအခုတော့နည်းနည်းပုံသွားတော့သိရှိမှမကျဘူး။အစားကတော့ဒါနဲ့တော့ဆိုလိမ့်မယ်။ဒီလူတွေပြင်း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 ပြောပြီးဘာမှမကျတော့ပြတ်တာပဲ။ကျွန်တော်အမှန်ပဲဆိုရင်ဒါမဲ့အခုနောက်ပိုင်းတော့အဲ့ဒီဒါကသိမှရှိတာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာပြည်တွင်းငြိမ်းချမ်းရေးမရှိတာကြောင့်အောင်မြင်မှုခက်ခဲသလို 2008ဖွဲ့စည်းပုံဟာ Federal System မဟုတ်ပင်မဲ့အင်အားစုအချင်းချင်းကြားမှာညှိနှိုင်းနိုင်မယ်ဆိုရင်ငြိမ်းချမ်းရေးရမယ်လို့ဆိုပါတယ်။